ားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်မှာတော့ Microsoft Word ထဲမှာ list of table နဲ့ list of figure ပြုလုပ်တဲ့နေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီညမှာဆိုလို့ရှိရင် chapter 4ရှိရယ်ပေါ့နော်ဒါဒီဥပမာအနေနဲ့ပြရတာဖြစ်ပါတယ် chapter 4မှာဒါ table ရှိရယ်ပေါ့နော်ဒီ table ရဲ့အပေါ်မှာ caption လေးထိုးခြင်းနေပေါ့ဒါဆိုလို့ရှိရင် list of table တက်မယ်ဆိုလို့ရှိရင်ကိုတက်ရှင်နဲ့ table number ရဲ့စာရဲ့အရှိမှာပေါ့နော်ကာစာလေးချလိုက်မယ်ချပြီးသွားပြီဆိုလို့ရှိရင် reference table သွားပါမယ် reference တွေမှာဒီနေရာမှာ caption ဆိုတဲ့ group ထဲမှာ insert caption ဆိုတာလေးရှိပါတယ် insert caption ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီ box လေးကျလာမှာပေါ့နော်ဒါဘာမှမလုပ်ရသေးတဲ့ box ဖြစ်ပါတယ် caption တက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ auto caption ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ box လေးကျလာမယ်ပေါ့နော်ဒီ box ထဲမှာဒီထဲမှာပေါ့နော်ဒါ Microsoft Word document ဆိုတာလေးကိုဒါ click နှိပ်ထားပေးရမှာဖြစ်ပါတယ်ဒါလေးကိုတစ်ချက်နှိပ်ပြီးရင် okay လေးကိုနှိပ်ထားပေးရမှာဖြစ်ပါတယ် အဲ့လိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခေါက်ဒီ insert caption လေးကိုပြန်နှိပ်မယ်ပေါ့နော်နှိပ်ထားပြီးပြီဆိုရင်ဒီ box လေးပြန်ကျလာမယ်ပေါ့နော်ပြန်ကျလာပြီဆိုရင်သူ့ရဲ့သဘောတဘာဝကိုအရင်ဆုံးပြပြပါမယ်ဒီမှာ label ရှိရဲ့ဒီမှာ caption ရှိပါတယ်ဒါဆိုရင်ဒီဒီ label ရဲ့ banner လေးမှာ drop down arrow လေးရှိပါတယ် ဒါဒီမိမိလုတ်ထားတဲ့ table နံပါတ်တွေ figure နံပါတ်တွေဟိုဒါသူကပြထားတာပေါ့နော်တကယ်လို့ဒီ label ထဲမှာမိမိတက်ချင်တဲ့ table နံပါတ်တွေ figure နံပါတ်တွေအစင်တင်ရှိထားပြီးသားဆိုလို့ရှင်ကတော့ဒီကနေသွားလိုက်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင် table 4.1ကိုတက်မှာပေါ့နော် table 4.1ကိုတက်မှာဆိုရင်ဒီမှာ table 4 point ဆိုတာလေးနှိမ့်လိုက်ရင်ရပါတယ်ဒီဘော caption ရဲ့သဘောတဘာဝတွေဒီအရှိရစလုံးကိုတော့မိမိကိုယ်တိုင်ရရမှာဖြစ်ပါတယ် table 4 point ဆိုတော့မိမိကိုယ်တိုင်ရရမယ်ပေါ့နော်ဒီ table 4 point ဆိုတဲ့နေရာမှာအဲတခြားစကားလုံးလည်းဖြစ်နိုင်သေးရေပေါ့နော်ဥပမာပြင်မိမိက table 1 table 2အနေနဲ့ပဲတက်မယ်ဆိုလို့ရှိရင်ဒီ new label ဆိုတာလေးမှာ table ဆိုတာလေး table 1အတွက်ကိုပြောပြတာပေါ့နော် ဒီ area လေး table ဆိုတာလေးရိုက်လိုက်မယ်ပေါ့အဲ okay နေလိုက်မယ်ဆိုရင် table ရိုက်လိုက်တာရဲ့နောက်မှာသူက1ကနေစပြီးပေးတာပေါ့ဥပမာအဖြစ်မိမိအနေနဲ့ table 5 point ကိုရိုက်ချင်တယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ဒီထဲမှာလည်းမရှိဘူးပေါ့နော်မရှိဘူးဆိုပါစို့ဒါဆိုရင်ဒီနေရာမှာ new label ဆိုတာလေးရေးလိုက်ပါရေးပြီးသွားလို့ရှိရင် table 5 point ဆိုတာလေးကိုရိုက်လိုက်မှာပေါ့နော်ပြီးရင် okay နိုင်လိုက်ပါဒါဆိုလို့ရှိရင်ဒီနေရာမှာမိမိရိုက်လိုက်တဲ့စကလုံးရဲ့နောက်မှာသူက1ကနေစပြီးပေးမှာဖြစ်ပါတယ် ဒါဆိုရင် caption ရဲ့သဘောတဘာဝလေးကိုနားလည်မယ်လို့ထင်ပါတယ်။ figure ဆိုလည်းအတိုင်းပဲပေါ့နော်။ figure 2.1 2.2တက်မယ်ဆိုလို့ရှိရင်မိမိအနေနဲ့1 2 3ရတော့ caption က auto တက်ပေးပါပေါ့နော်။အရှိရ figure 1. point figure 2. ဒီလိုမျိုးကတော့ဒါ new level ထဲမှာသွားပြီးတော့မှရိုက်ပေးရမှာဖြစ်ပါတယ်။ဒါမှတန်လျင်သူက caption နေရာမှာ1 2 3ကနေဆင်လိုက်လာမယ်ပေါ့နော်။ဒါပေမဲ့အခုတစ်ခေါက်မှာတော့ဒီမှာ chapter 4ရှိရယ်ပေါ့နော်ဒီ chapter 4ရဲ့ကဇာတ်ရည်ကို caption တက်မှာဖြစ်တွေ့ကြမလို့ ဒီမှာတက်ချင်တဲ့စကလုံးရဲ့အရှိမကာစာလေးချမယ်ချပြီးတော့ရင်ခုနကတော့ insert caption ကိုသွားမယ် table 4.1ဆိုပြီးတက်မှာပေါ့နော်ဒါကြောင့်မလို့ဒီနေရာမှာ label ဆိုတဲ့ဘေးကညားလေးကိုကြီးလိုက်ပါကြီးလိုက်တဲ့အခါမှာ table 4.1တက်မှာဖြစ်တဲ့ကြောင့်မလို့ table 4. ဆိုတာလေးကိုတစ်ချက်ရှာမှာဖြစ်ပါတယ်အရင်တော့လုတ်ခဲ့ဘူးတာရှိသလားပေါ့နော်မရှိဘူးဆိုရင်ခုန new label ကနေသွားရမှာပေါ့နော်ဒီမှာဆိုရင် table 4. ဆိုတာလေးရှိရေပေါ့နော် table 4. ကိုရွေးလိုက်တာနဲ့တူသည် ဒီပဲ4 point ရဲ့နောက်မှာ1ကနေစပြီးတော့တက်ပေးတာဖြစ်ပါတယ်ဆိုတော့ဒါဖြစ်ပြီဆိုရင်ဒါ okay လေးကိုနှင်းလိုက်ရမှာဖြစ်ပါတယ် okay နှင်းလိုက်ပြီဆိုရင်ဒီနေရာမှာဒီပဲ4 point 1ဆိုတာလေရှိတာဖြစ်တယ်ပေါ့နော်သူ့ကို select ပေးကြည့်လိုက်မယ်ဆိုရင်ဒီနေရာမှာအမဲလေးပေါ်တယ်ဆိုရင်ဒါဒီ caption ဝင်နေတယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်တို့သူ့ကို font size ပြောင်းချင်တယ်ပေါ့နော်ဒါပေမဲ့ခဏခဏမပြောင်းချင်ဘူး table တွေကလည်းအများကြီးရှိရယ်ပေါ့နော်ခဏခဏ font size လည်းမပြောင်းချင်ဘူးဆိုလို့ရှိရင်ဒီ home layer ကနေ ီနေရာလေးမှာ drop down arrow လေးရှိပါတယ်ဒါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးရင်ဒီနေရာမှာ caption ဆိုလေးရှိပါတယ်အဲ့ဒီ caption လေးမှာမိမိလိုချင်တဲ့ font size တွေ font ပုံစံတွေရေးထားပေးရမှာဖြစ်ပါတယ်ဒီ caption ဆိုတဲ့နေရာလေးမှာ right click နှိပ်လိုက်ရမှာဖြစ်ပါတယ်ပြီးရင် modify ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒီနေရာမှာမိမိလိုချင်တဲ့ပုံစံပေါ့နော် font ပုံစံတွေ font size တွေပြင်ဖို့လုံးမှာလားနော် italic လုံးမှာလားမလုပ်ဘူးလားပေါ့နော်ပြီးရင်ဒီအရာဝလည်းပဲ အနေအရောင်လေးပြောင်းထားမယ်ပေါ့နော်ဒီဒီညမှာ format ဆိုတဲ့နေရာမှာ paragraph ဆိုတာလေးရှိပါတယ်အဲ့ဒီနေရာမှာလည်းပဲအဲ့ဒီစာချောင်းရဲ့အထက်မှာ spacing ချမှာလားဒါမှမဟုတ် after မှာသူက30ပေးထားရပေါ့နော်30မလိုချင်ဘူး6လောက်ပဲလိုချင်တယ်ဒီဒီညမှာလည်း line spacing နေရာမှာလည်း1.5 line ထားချင်တယ်ပေါ့နော်စိတ်ကြိုက်ရွေးလို့ရပါတယ်ပြီး okay နေလိုက်ပါပြီးဒီနေရာမှာလည်း okay နေလိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်မိမိလိုချင်တဲ့ table လေးကလိုချင်တဲ့ font size font ပုံစံအတိုင်းရသွားပြီပေါ့နော် အဲ့ပြီးတော့ရင်နောက်ထပ်ဇာတ်ရတစ်ခုကိုဖတ်ပြပါမယ်ဒါ table 4.1ပြီးသွားပြီနောက်ထပ်တစ်ခုက table 4.2ကိုသွားမယ်ပေါ့နော်ဒါလေးကို table 4.2လို့ထားခြင်းပဲပေါ့ဒါပေမဲ့မိမိအနေနဲ့ဒီဟာလေးကို table 4.2လို့ရိုက်ထားပြီးသားဖြစ်တယ်ပေါ့နော်ဒါလေးနဲ့တစ်ချက်စမ်းပြပါမယ် table 4.2လောက်ထားပြီးသားဖြစ်တယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့အရှိန်မှာ table number ပြန်တက်ခြင်းနဲ့ဒါဆိုရင် ခဏကအတိုင်းပဲ reference တွေကနေ insert caption ကိုသွားပါမယ်ပြီးရင်ဒီညမှာ auto သူက table 4.1ပြီးသွားလို့ရှိရင် table 4.2 4.3အစင်လိုက်လာမှာပေါ့နော်ဒီညမှာမပြောင်းမချင်းသူကအစင်လိုက်လာနေမှာဖြစ်ပါတယ်ဆိုတော့ဒါဒီ table 4.2တက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ auto 4.2ဖြစ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ okay နေလိုက်ရင် table 4.2ရပြီပေါ့နော်ဒါဆိုရင်သူက table 4.2နှစ်ခါကြီးထက်သွားပြီပေါ့ဒါဆိုရင်မိမိတို့အရင်တော့ရေးထားတဲ့ table 4.2ကိုဖြတ်ပြစ်လိုက်ရမှာဖြစ်ပါတယ်ဆိုတော့ဘေးဥစ္စာက ကပ်ရှင်တက်ထားတာလည်းပေါ့နော်။ဒါဒီမှာကြည့်လိုက်မယ်ဆိုရင်ဒါအရှိဆုံးဟာကပ်ရှင်တက်ထားရတာဖြစ်ပါတယ်။အဲ့လိုမှမသိဘူးဆိုရင်ဒါဒါလေးကိုဘေးနားနေထောက်ကြည့်လိုက်ရင်ဒီညမှာ selection ဝင်နေရေပေါ့နော်ဒါလေးက table 4.2ဆိုတာ caption တက်ထားတဲ့ပုံစံပေါ့နော်ဒါဆိုရင်ဒီနောက်က table 4.2ကိုဖြတ်ပြရမှာဖြစ်ပါတယ်ဒါဆိုရင်ဒါလေးက table 4.2 font ပုံစံနဲ့ပြောင်းစရာမလို့ font size လည်းထပ်ပြောင်းစရာမလို့တော့ပေါ့နော်ခုန caption မှာပြောင်းထားပြရဖြစ်တဲ့ကြောင့်မလို့ဒီတိုင်းလေးတက်သွားရင်ပဲပေါ့နော်ဒါ table 4.2ပြီးသွားပြီနောက်ထပ်တစ်ခုထပ်ပြပါဦးမယ် ။ဒါဆိုရင်ဒီဥစ္စာကို table 4.3မတက်ဖင်နဲ့ table 5.1တက်ရှင်နေဆိုပါစို့ပေါ့နော်။ဒါဥပမာအနေနဲ့ပြရတာဖြစ်ပါတယ်။ဆိုတော့သူ့ရဲ့အရှိမကာစာချပြီးတော့မှ insert caption ကိုသွားပါမယ်။ table 4.3ကိုမလိုချင်ဘူးပေါ့နော်။ဒီနေရာမှာ5.1ပြန်စတက်ချင်တယ်ဆိုပါစို့။ဒါဆိုလို့ရှိရင်ဒီ label ထဲမှာထပ်ပြီးတော့မှရွေးရမှာဖြစ်ပါတယ်။ဒီထဲမှာ table 5. ဆိုတာရှိမရှိတစ်ချက်ရှာကြည့်ပါမယ်။ဒီမှာရှိတယ်ပေါ့နော်။ table 5. ဆိုတာလေးရှိတယ်ဆိုတော့ဒါလေးကိုရေးလိုက်ပါမယ်။ဒါတကယ်လို့ table 5 point ဆိုတာမရှိဘူးဆိုရင်တော့ new level ထဲမှာသွားရမှာဖြစ်ပါတယ်ဒါကတော့အစင်းသက်ရှိပြီးသားဖြစ်တဲ့ကြောင့်လို့ table 5 point ကိုရိုက်လိုက်တာနဲ့တူဒီ5 point ရဲ့အနောက်ကနေ1ကနေစပြီးပြန်လာမှာဖြစ်ပါတယ် okay နေလိုက်မယ်အဲဒါဆိုလို့ရှိရင် table 5.1ဆိုတာလေးရောက်သွားမှာဖြစ်ပါတယ်အဲ့လိုပါပဲ general table တွေကိုလည်းပဲဒီပုံစံအတိုင်းဆက်ပြီးတော့မှလောက်သွားမှာဖြစ်ပါတယ်ဒါဒီ list table caption တက်ပြီးသွားပြီပေါ့နော်ဒါဆိုရင်ဒါကို list table ပုံစံပြောင်းတော့မယ်အဲ့ဆိုရင်ဒီထိပ်မှာဒီဆိုင်ရက်လွတ်လီမှာလုပ်ပြပါမယ်။ဒီနေရာမှာ insert table of fig ကလေးရှိပါတယ်။ ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါလဲလဲပြီးဆိုရတဲ့ဒီ box လေးကြလာမှာဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်ဒီ caption label လေးမှာဒီမြားလေးရှိရပါတော့ခုနကတော့တက်ထားခဲ့တဲ့ table ပုံစံဒီ4 point ကနေစပြီးတော့တက်ထားတာဖြစ်ပါတယ်ဆိုတော့ table 4 point ဆိုတာလေးကိုရွေးလိုက်ပါပြီးရင် okay နဲ့လိုက်ပါနေလားဆိုလို့ရှိရင်သူဒီ table 4 point 1 table 4 point 2ဆိုတာလေးကြလာမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ် table 5 point ဆိုတာလေးရှိသေးရပါတော့ table 5 point ဆိုလည်းထပ်သွားခြင်းနဲ့ဒါဆိုလို့ရှိရင် insert table လောက် figure ကိုတစ်ချက်ပြန်နှိပ်မယ်ပြီးရင်ဒီနေရာမှာ table 5 point ဒီမှာဖြစ်ပြီးသားပေါ့နော် table 5 point ကိုနှိပ်လိုက်တယ်တကယ်လို့များကိုကမှားပြီးရောမှ table 2 point နေ table 3 point နေနှိပ်ပြီးသွားတယ်ဆိုရင်လည်းကိစ္စမရှိပါဘူးသူကမရှိရင်မရှိဘူးဆိုတဲ့အကြောင်းကိုသူပြမှာပေါ့နော်ဥမာပြ table 3 point ဆိုတာလေးမှားနှိပ်မိရယ်ဆိုပါဆိုဒါဆိုရင် okay နှိပ်လိုက်မယ်အဲဒါဆိုရင်ဒီ no table of figures and face found ဒါဆိုရင် အဲ့ဒါနဲ့3 point နဲ့ပတ်သက်ပြီးတော့မှဒီပဲမရှိဘူးလို့ပြောတာပေါ့နော်ဒါတကယ်လို့မှားပြီးတော့မှနေပြီးတော့လည်းကိစ္စမရှိဘူးလို့ပြောတာဖြစ်ပါတယ်အတော့4 point ပြီးသွားလို့ရှိရင်5 point ကိုသွားပါမယ်ခုနတိုင်းပဲဒီ base က insert table of figure လေးရှိပါတယ် table 5 point ကိုရွေးမယ်ရွေးပြီးသွားရင် okay လေးလဲလိုက်မယ်ဆိုရင်ဒီနေရာမှာ table 5.1ဆိုတာလေးကပေါ်နေမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပေါ်မှာခေါင်းစစ်လေးတက်ချင်လဲတက်လို့ရတယ်ပေါ့နော် list of table ပေါ့နော်အမြင်ဒီအောက်က ဖုန်းဆိုင်ဖုန်းပုံစံတွေလည်းပဲရွေးလို့ပြောင်းလို့ရတာဖြစ်ပါတယ်။ဒါတွေကတော့ပြန်ပြီးတော့မှမိစိတ်ကြံပြန်ပြင်ရမှာပေါ့နော်ဒီဖုန်းဆိုင်ဒီ space တွေကတော့လေ။ဒါဒါပြီးတော့လို့ရှိရင် laser တွေပဲပြီးတော့လို့ရှိရင် laser fake ကလုတ်တဲ့နေကိုပြောပြတော့မှာဖြစ်ပါတယ်။ laser fake ကလည်း laser တွေပဲနဲ့အတူတူပါပဲ။ဒီမှာဆိုရင် chapter 2မှာဒီ figure လေးရှိရဲပေါ့ဒီ figure ရဲ့အောက်မှာ figure name တက်မယ်ပေါ့နော်ဒီ caption တက်မယ်ဆိုတော့ကျွန်တော်တို့တက်မယ် caption ရဲ့ရှိမှာ cursor လေးချမယ်ပြီးရင်ခုနကအတိုင်းပဲ insert caption ဆိုတာလေးကို ဖေးမယ်ပေါ့နော် chapter 2မှာတက်မှာဖြစ်တဲ့ကြောင့်လို့ဒီ finger name ကို2.1လို့တက်ချင်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် insert caption တွေက finger 2.0ဆိုတာလေးရွေးရမှာဖြစ်ပါတယ်ဒီမှာရှိမရှိတစ်ချက်ရှာရမှာဖြစ်ပါတယ်ရှိတယ်ဆိုရင်စင်းနဲ့တုံးလိုက်မယ်ပေါ့နော်မရှိဘူးဆိုရင်လည်း new label တွေကသွားရမှာဖြစ်ပါတယ်ဒီနေရာမှာ figure 2 point ဆိုတာလေးရှိရပေါ့เนาะ2 point ရှိရဒါကြောင့်မလို့ဒီမှာ2 point ရမ်းတော့မှာသူက1ဆိုတော့ဒါလေးကို auto ထည့်ပေးရပါတော့ဒါဆိုရင် glycogen factor 2.1ရပြီဆိုရင် okay လေးနှိမ့်လိုက်မှာဖြစ်ပါတယ် caption ထဲမှာခုနတုန်းက form ပုံစံနေ form site တွေကပြောင်းထားပြီးရဖြစ်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုံစံလေးတိုင်းထွက်လာမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဒီပုံရဲ့အောက်မှာလည်းဒီ figure name ကိုလည်း figure 2.2လို့တက်မှာဖြစ်ပါတယ်ဆိုတော့ဒါကိုလည်းပဲ insert caption ကိုသွားမယ်ဒီမှာ figure 2.2ပေါ်နေပြီ okay နှိမ့်လိုက်မယ်ပေါ့နော်ဒါ figure 2.2 caption ဝင်သွားပြီပေါ့နော်နောက်တစ်ခုအနေနဲ့ ဒီနေရာမှာပေါ့နော် chapter 3ဒါဆိုရင် chapter 3ဖြစ်တဲ့အတွက်ကြောင့်မလို့ figure 3.1ဆိုတာလေးကိုတက်มาဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ insert caption ကိုတွားမယ်ဒီနေရာမှာ figure 2.3မလို့ရှင်းတော့ဘူး figure 3.1ကစတက်มาဆိုတဲ့အတွက်ကြောင့်မလို့၄ဘဲနေရာမှာ figure 3. ဆိုတာလေးကိုရွေးပေးရမှာဖြစ်ပါတယ်အစင်းတက်မရှိဘူးဆိုရင် new လေးဘဲထဲမှာ figure 3. ဆိုတာလေးကိုရိုက်ရိုက်ပေးလိုက်ရမှာဖြစ်ပါတယ်ပေါ့နော် ဒါတော့မရိုက်တော့ဘူးပေါ့နော်ဆိုတော့ဒီညမှာ figure 3.1ဖြစ်နေပြီ okay နေလိုက်ရင်ဒီညမှာ figure name လေးကဝင်သွားမှာဖြစ်ပါတယ်ဒါလည်းဆိုလို့ရှိရင်ကျန်တဲ့ figure တွေကိုလည်းပဲအဲပုံစံတိုင်းပဲသွားရမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားပြီဆိုရင် list of figure ကိုလုပ်လို့ရပြီပေါ့နော်ဘာဒီအောက်လေးမှာ list of figure လုပ်မယ်ဆိုတော့ဒီညမှာ insert table of figure ကိုပြန်နှိပ်ပါနှိပ်ပြီးသွားရင်ဒီညမှာ figure 3.4.1ပေါ့နော်ဒါမှမဟုတ် ဒါက3 point ကိုရင်းမယ် okay နေမယ် chapter 3မှာတပုံပဲရှိရပါတော့ပြီးရင်ဒီနေရာမှာခုနကတော့ figure 2 point ဆိုအနေနဲ့ရှိရပါတော့ဒါမဲ့သူ့ကို figure 3ရဲ့အပေါ်မှာထားမယ်နော်ကစားလေးချမယ်ဒီနေရာမှာ figure 2 point ဆိုအနေနဲ့ရင်းမယ် okay နေမယ်ပေါ့နော်ဒါဆိုရင် figure 2 point 1 2.2ကထိမှာပါဗောနော figure 3ရအောင်ပါဗောနော်ဒီလိုပုံစံလေးဖတ်လာမှာဖြစ်ပါတယ် တော့ဒါလေးကိုတစ်ချက်အပေါ်တင်လိုက်မယ်ဆိုတော့ဒီပုံစံလေးတိုင်းရလာမှာဖြစ်ပါတယ်ဒါကဆိုလို့ရှိရင် laser table နဲ့ laser fan ကပြုလုပ်တဲ့နေကိုနားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်